ဘဘမင်းအောင်လိုက်ရဲ့တောင်းဆိုပါတဲ့နော်စစ်ကိုစစ်နဲ့သူအောင်ပြက်ပြက်တာတာချိန်မုံပေးပါ နော်မလွန်လာအဖက်နဲ့တမတော်ရဲတမတော်သားတွေရဲ့အသက်ဆုံးရှုံးနဲ့တာဝင်ပေးရတဲ့လူအမိတ်ပေးရတဲ့လူပဲလို့တာဟယ်လိုပြီကျွန်တော်တို့ကတော့ဇော်ဘုံရုံတနက် ဇော်ဘွေးနဲ့ပေါင်းပါဝင်တနက်အလက်90ကိုအဲ့ဒီ viewer ကိုမှတင်ထားပါတယ်လို့တစ်ချက်ပဲပြောလိုက်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါကျွန်တော် YouTube channel page ကနေအားလုံးကိုပြန်လည်ပြီးမှ just like ပါတယ်အားလုံးကိုမင်္ဂလာရှိတော်နဲ့ခင်လင်းပါလို့ရှိဦးဆောင်လို့ဆလိုပါတယ်အားလုံးလည်းရှိတဲ့နေရာတိတိမှဘေကင်းလုံးချုံကြမှာကြမယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်ကျွန်တော်ဒီနေ့မှဆွန်တော့ April 14ရက်နေ့တနင်္လာနေ့ရက်မနေ့ပိုင်းအထူးသတင်းကောင်းမြတ်နဲ့အထူးသတင်းထုတ်များကို Jersey Sub Page နဲ့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှဆွန်လည်းပဲအထူးသတင်းမြောက်များဆွန်နဲ့အနောက်မှာထုံးစံတိုင်းပဲ Reaction Video ချုပ်ကို Jersey Sub Page နဲ့ဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ပထမအဆုံးအနေနဲ့ကတော့ကျွန်တော်အာနာယူ ူဂျပုမင်းအောင်လိုင်းနဲ့ပတ်သက်ပြီးမှနောက်ဆုံးရသူ့ရဲ့အထူးသတင်းထုတ်မြတ်ကိုကျွန်တော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။နီဂျီရိုကအေးဒဂျန်ကိုစစ်ကောင်စီဥက္ကဋ္ဌတက်ရောက်တော်မြင်ကူးများကိုဧပြီလ13ရက်နေ့2025ခုနှစ်မှာ MRTV စစ်ရှုံးကောင်စီရဲ့မီဒီယာကနေသူတို့ကတော့ဖော်ပြထားတာဖြစ်ပါတယ်။အခုချိန်မှာကျွန်တော်မြန်မာနိုင်ငံမှာငလင်တွေဖြစ်နေတဲ့ချိန်မှာအာနာယူဂျပုမင်းအောင်လိုင်းကတော့နီဂျီရိုမှာဒဂျန်ပွဲတွေမှာတက်ရောက်ပြီးမှဒီကောင်ကတော့လုံးဝကိုကျင်းပနေတဲ့မြင်ကွင်းတွေကိုကျွန်တော်တွေ့ရှိရထားတာဖြစ်ပါတယ်။ဒီမှာကျွန်တော်တို့ပြည်သူပြည်သားများကတော့မင်းအောင်လိုင်းကိုဘယ်လိုဝေဖန်ကြလဲဆိုတော့ဒီလောက်ဖြစ်ပျက်နေတာကိုအပေါ်ယံလုံနိုင် ်သေးတယ်ဒီဂျပူကတော့တကယ်ဝန်တွင်းယူပဲဆိုပြီးမှပြည်သူများကတောင်းမှ comment နေတာဖြစ်ပါတယ်ကဲဟုတ်ပါတယ်အာနာယူမြောင်လည်းကတော့ပြည်သူများကတော့ငလင်တန်တွေနဲ့ဒုက္ခမျိုးစုံကိုကြုံတွေ့နေစင်မှာသူကတော့လုံးဝကိုပြုံးစီပြီးမှနေပြည်တော်မှာဒီမှာတကြံပွဲတွေတက်ရောက်ပြီးမှကျင်းပနေတဲ့မြို့ကိုတွေ့ရှိနေရတာဖြစ်ပါတယ်အဲကြောင့်ဒီကောင်တွေကလုံးဝမကောင်းဘူးလို့ပဲကျွန်တော်ထပ်မှပြီးမှပြောလို့ပြီးမှစီချုံးကောင်စီတွေအမြင်ဆုံးကြက်ရှုံးပါစီလို့ပဲကျွန်တော်ထပ်မှပြီးမှပြောလို့တာဖြစ်ပါတယ်တစ်ဆက်ထဲမှာပဲအာနာယူမြောင်လည်းပဲမဟုတ်ဘူးမကွေးမှာစီချုံးကောင်စီတွေကတော့လမ်းလျှောက်တကြံတွေပါကျင်းပနေပြီးမှပြည်သူများတွေပေါ်တော့ဒီကောင်တွေကငွေ ရေးတွေပေးပြီးမှဒီမှာပြုလုပ်နေတဲ့မြင်ကွင်းတွေကိုကျွန်တော်တွေ့ရှိနေရတာဖြစ်ပါတယ်။စစ်ရှုံးကောင်စီကတော့ပြည်သူများကတော့ဘယ်လောက်ထိတောင်ဒုက္ခရောက်နေလဲဆိုတာကိုလုံးဝတောက်ကြည့်မဆိုင်ပဲနဲ့သူတို့ကတော့သူတို့ရဲ့စစ်ပွဲတွေပဲကြည့်ပြီးမှတကြံတော့ကျင်းပနိုင်သေးတာဖြစ်ပါတယ်။အဲကြောင့်စစ်ရှုံးကောင်စီတွေတကောင်မှမကောင်ဘူးအမြင်ဆုံးဒီကောင်တွေအလုံးကြက်ရှုံးပါဆိုလို့ပဲကျွန်တော်ပြောချင်တာဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ဒီနေ့တော့ဒေါ်လာရင်းနဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းကောင်တစ်ခုကိုကျွန်တော်သစ်ဆပေးချင်တာဖြစ်ပါတယ်။ Minbu Currency တုတ်တရာမြို့နယ်မှာ16မိုင်စစ်ရှုံးကောင်စီတပ်စခန်းကိုပြည်သူကကွေးပူပေါင်းတပ်ဖွဲ့များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက်တိုက် ပွေးပြင်ရဲဘော်များကဒီတက်ခါများကတော့တပြိပန်းများဖြင့်ကျူဆူခဲ့တဲ့မြေကူများကိုတွှိရှိရတာဖြစ်ပါတယ်အဆူပါစကိုင်းကိုမိနစ်20အတွင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်းပခုတ်ကူခရိုင်အမတ်စင်ကတရင်ကဧပြီလ7ရက်နေ့တွင်တင်းထုတ်ပြင်ခဲ့ခြင်းဟုကျွန်တော်ဒီမှာတွှိရှိရတာဖြစ်ပါတယ်အင်မတန်မှတင်းကောင်းဖြစ်ပါတယ်ကျွန်တော်ဧပြီလ7ရက်နေ့တွင်ကျွန်တော်မင်းဘူခရိုင်မှာဆီရှုံးကောင်စစ်စကန်တစ်ခုကိုတော်လိုက်တဖွဲ့များကတော့မိနစ်20အတွင်းမှာအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခြင်းဖြစ်တယ်လို့ဒီမှာတွှိရှိရထားတဲ့အတွက်အင်မတန်မှတင်းကောင်းဖြစ်ပြီးဒီတက်ခါများကတော့ကျွန်တော်ဒီမှာတော်လိုက်ရဲဘော်များကိုတပြိပန်းများဖြင့်ကျူဆူတဲ့မြေကုန်းကိုလည်း တွေ့ရှိရတဲ့အတွက်အင်မတန်မှတင်ကောင်းဖြစ်ပါတယ်အင်မတန်မှဂျီနုဆံမြင်ကွန်းတွေလည်းဖြစ်ပါတယ်တစ်ဆက်တည်းမှာဆိုရင်လည်းကျွန်တော်ပကူတိုင်းညောင်ချူစခန်းနဲ့ပတ်သက်ပြီးမှနောက်ဆုံးရစီရီထူးချမှုများကိုကြော်သိဆက်ပေးချင်တာဖြစ်ပါတယ်ပကူတိုင်းပရောင်းမြို့နယ်တောင်ကုတ်ပရောင်းလိုင်းရခိုင်ယူမပေါ်ကညောင်ချူစခန်းကိုအရခတ်တူအေးအေးနဲ့ပူပေါင်းတက်တယ်လက်လွယ်ပေးလိုက်ရတဲ့စီရှုံးကောင်စီဒီပြန်လဲထင်းချုံနိုင်ရန်ယခုရက်ပိုင်းအတွင်းညောင်ချူဘက်ကနေ့စဉ်စစ်အင်အားပို့ဆောင်လက်ရှိနေကြောင်းသိရှိရတာဖြစ်ပါတယ်ကဲဒီနေ့မှာဆိုရင်လည်းလက်လွယ်ပေးလိုက်ရတဲ့ညောင်ချူစခန်းကိုစီရှုံးကောင်စီကတော့ညောင်ချူစခန်းကြပြီးတဲ့နောက်ပိုင်းမှာ ာလုံးဝကိုအိမ်မရနေမရစားမရတွေဖြစ်နေပြီးမှခုချိန်မှာဆင်လွယ်ပဲပြန်လဲထိန်းချုပ်နိုင်ရန်ဒူဝကတော့နေ့စဉ်နေ့တိုင်းမှာအင်အားတွေဖြစ်တင်းနေပြီလို့တွေ့ရှိရတာဖြစ်ပါတယ်။လက်ရှိမှာတော့ညောင်ကျွစကန်ကတော့အေအေလက်ထဲမှာပဲရှိနေဆဲပဲဖြစ်ပါတယ်။တစ်ဆက်ထဲမှာဆိုလည်းပဲကျွန်တော်ရှမ်းပြည်တောင်ခမ်းနဲ့ပတ်သက်ပြီးမှနောက်ဆုံးရစစ်စင်များကိုကြော်တင်ဆက်ပေးချင်တာဖြစ်ပါတယ်။ရှမ်းမြောက်နောင်ချုံမြို့နယ်တောင်ခမ်းကြီးရွာအနီးဝန်းကျင်မှာတအောင်တက်မတော် TNL ရဲ့တပ်စခန်းတွေကိုစစ်ရှုံးကောင်စီတပ်ကဆစ်လက်ထူးစစ်စင်တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်နေတယ်လို့ရှီတန်းစစ်မြေပြင်မှာရှိနေသူတွေကပြောကြားလာတာဖြစ်ပါတယ်။ယခုချိန်မှာဆိုလည်းပဲကျွန်တော်ရှမ်းမြ ောက်နောင်ချုံမြို့နယ်တောင်ခန်းကြီးရွာနေဝင်းကြီးမှာ TLL နဲ့စစ်ရှုံးကောင်စီတို့ကတော့အခုချိန်ထိတိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေဆက်ဖြစ်ပြီးမှအခုချိန်မှာတောင်ခန်းကတော့လုံးဝမကြသေးပါဘူးဒီဘောမလော်ဘီတွေကတော့တောင်ခန်းကြပြီးတပ်မတော်လက်ထဲရောက်ပြီးလို့ပြောနေပေမဲ့အခုချိန်မှာကတော့တောင်ခန်းကတော့လုံးဝမကြသေးပါဘူး TLL ရဲ့လက်ထဲမှာပဲရှိနေဆက်ဖြစ်ပါတယ်ဆက်လက်ပြီးတော့ကဆင်လေဘဲချုံဒီနီမှာ Green ပြည်နယ်တရောင်ချင်းမြို့နယ်နဲ့ပတ်သက်ပြီးမှနောက်ဆုံးရအထူးသတင်းကောင်တစ်ခုကိုကြေညာပေးချင်တာဖြစ်ပါတယ် Green ပြည်နယ်တရောင်ချင်းမြို့နယ်နဲ့ပဲခူးတန်းရီတာရှီမြို့နယ်တို့တွင်33ရက်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ရှုံးကောင်စီဘက်မှဒုတရင်မူသိန်း တန်အပါဝင်စစ်သား98ကောင်လောက်ကတော့မီဩဇာဖြစ်သွားခဲ့ပြီးစစ်သား3ကောင်လောက်ကတော့အလင်းဝင်ရောက်ခဲ့ကြောင်းနေပြည်တော်တိုင်းစစ်ဌာနအလဲပိုင်းတိုင်းစစ်ဌာနချုပ်ကသတင်းထုတ်ပြန်ချက်မှာတွေးရှိရတာဖြစ်ပါတယ်။အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။မနေ့ကဆွန်လွယ်ပဲကရင်ပြည်နယ်တရောင်ကြီးမြို့နယ်နဲ့ပဲခူးတိုင်းရီတာရှင်မြို့နယ်တို့တွင်33ရက်ကြာတိုက်ပွဲဖြစ်ပွားရမှာလူတက်ရင်မူတိန်တန်အပါဝင်စစ်သား98ကောင်လောက်ကတော့မီဩဇာဖြစ်သွားခဲ့ပြီးမှစစ်သား3ကောင်လောက်ကတော့အလင်းဝင်လာခဲ့တယ်လို့တွေးရှိရတာဖြစ်ပါတယ်။အင်မတန်မှသတင်းကောင်းဖြစ်ပါတယ်။နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ဒီနေ့တွေ့မြန်မာပြည်သူပြည်သားများအတွက် US ဝင်ကြီးရ ဲ့နောက်ဆုံးရသူ့ရဲ့ကြီးညာချက်ကိုကျွန်တော်အထူးသတင်းကောင်းတစ်ခုကိုကျွန်တော်သတ်ပေးချင်တာဖြစ်ပါတယ်မြန်မာနိုင်ငံကဒီမိုကရေစီလမ်းကြောင်းပေါ်တို့ပြန်လည်ရောက်ရှိရန်လှုံ့ဆော်နေသူများကိုအားပေးကူညီတော်ရန်အမေရိကန်နိုင်ငံချောက်ဤဝင်ကြီးမာကိုရိုဘီယိုကမနေ့ကတကြနေ့တစ်ကူအဖြစ်ထုတ်ပြန်ချက်မှဆိုလိုက်တာဖြစ်ပါတယ်ဒီတာတွင်ငင်းချင်ရင်နေလုံချုံကြီးတို့အတွက်ဆက်လက်ပူးပေါင်းဆောင်ရွက်တော်မူဖြစ်ကြောင်းမြန်မာနေ့တစ်ကူကြက်ခါတမရကိုကျူဆူဒီအနေဖြင့်မြန်မာပြည်သူများကောင်းချီးမင်္ဂလာများနှင့်ပြည့်စုံပါစေကြောင်းမြန်မာပြည်သူများတို့အမေရိကန်ပြည်ထောင်စုကစာမိမိပြောကြားလိုက်လို့ကြောင်းအမေရိကန်နိုင်ငံချိုင် ဝန်ကြီးကတော့ပြောဆိုလိုက်တာဖြစ်ပါတယ်အင်မတန်မှတရင်ကောင်းဖြစ်ပါတယ်မနေ့ကဆလဘဲအမေရိကန်နိုင်ငံခြားရေးဝန်ကြီးမာကိုရူဘီယိုကတော့အခုချိန်မှာမြန်မာနိုင်ငံကသူတို့ကတော့ဆလပီမှာ support နေပြီးမှဒီမိုကရေစီလမ်းကြောင်းပေါ်သို့ပြန်လည်ရောက်ရှိနိုင်ရန်လှုံ့ဆော်နေကြောင်းဆိုပြီးမှသူတို့ကတော့ထုတ်ပြန်ချက်မှပြောကြားလာတာဖြစ်ပါတယ်အခုချိန်မှာအမေရိကန်ကတော့မှဒီလိုမျိုးမြန်မာပြည်ကျွန်တော်ပြည်သူပြည်သားများကိုဒီလိုမျိုး support ပေးနေတဲ့အတွက်ကြောင့်အမေရိကန်ကိုလည်းလေးစားမိပါတယ်အင်မတန်မှတရင်ကောင်းဖြစ်ပါတယ်ကေတာရီအလုံးကတော့ကျွန်တော်ဒီနေ့ April 14ရက်နေ့တနင်္လာနေ့မနေ့ပိုင်းအထူးတရင်ကောင်းမြတ်တဲ့အထူးတရင်ထူးများပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့တော့ပထမအဦးဆုံးအနေနဲ့ကြည့်ရှုမဲ့ video ဖာကတော့ ျွန်တော်မိုင်းရယ်မှာဒီစစ်ရှုံးကောင်စီနဲ့ SSPP SSA တို့ကတော့ပူးပေါင်းပြီးမှဆုံတွေ့နေပြီးမှထမင်းစားဝဲတွေလုပ်နေတာတွေ့ရှိရတာဖြစ်ပါတယ်ဒီကောင်တွေကတော့အခုချိန်မှာလာရှမြုပ်ကအခုနောက်တစ်ပတ်ဆိုရင်ဒီကောင်တွေကပြင်သိမ်းဖို့အတွက်ပေါ့နော်လူကောင်တွေကကြိုးစားပြီးမှအခုချိန်မှာတွေးဆမှုတွေပြုလုပ်နေတာဖြစ်ပါတယ်စစ်ရှုံးကောင်စီနဲ့ SSPP SSA တို့ရဲ့မြင်ကွန်းကိုကြည့်လိုက်ပါဦးအဲ့မှာစာဝိုင်းတွေပြုတ်လုံနေတာအဲ့မှာ SSPP SSA နဲ့စီယုံကောက်စီနေမှာเนาะပြုံးနေလိုက်ကြတာอืม တို့တော့ last show ကိုဒီကောင်တွေကပြန်တိုက်ဖို့တော့ဘောနေမှာပူပေါင်းနေကြတာဖြစ်ပါတယ်။အင်းအဲ့မှာ star ညားရပဲနော်။မကင်လောက်နော်။အဲ့ဆက်ခေါင်းထဲမှာကွန်ပျူတာ ခုချိန်မှာဆိုတော့ကျွန်တော်လာရှုံမြို့ကိုနောက်တစ်ပတ်ကြော်လင်ပြန်လည်ပြီးမှပေါ့နော်ဒီကောင်တွေကပြန်သိမ်းချင်ပြီးမှခုချိန်မှာမိုင်းရိုင်မှာဆိုလည်းပဲ SSPP SSA နဲ့စစ်ချုံးကောင်စီဖွဲ့ဝင်ချုပ်ကတော့ထမင်းစားဝင်းတွေပြုတ်လုံနေပြီးမှဒီကောင်တွေကတော့လာရှုံမြို့ကိုပြန်သိမ်းပိုက်ဖို့အတွက်ပေါ့နော်တွိဆုံမှုတွေပြုတ်လုံနေတာဖြစ်ပါတယ်ပြည်သူတို့ကရောစစ်ခွေးနဲ့ SSPP SSA တို့ကတော့ပူးပေါင်းပြီးမှလာရှုံမြို့ကိုတိုက်မယ်လို့ထင်လားမထင်ဘူးလားခွန်မင်းမှရေးပြပါနော်တစက်ထဲမှာဆိုလည်းပဲဒီအရန်နဲ့ပတ်သက်ပြီးမှ MNDA ရဲဘော်တအူးကလည်းမင်းညက်ကတက်လာပြီးမှလာရှုံမြို့ကိုပြန်လည်ပြီးမှကာကွယ်ဖို့ရန်ကျွန်တော်တို့ရှစ်တန်းမြေပြည်ကိုကျွန်တော်တော်ရောက်ရတော့မယ်ဆိုပြီးမှမင်း ေကာသူရဲ့ TikTok ကနေသူကတော့ video တန်ဖာကိုလွှင့်လာတာဖြစ်ပါတယ်ဒီမှာ MNDA စစ်တပ်တအုပ်ပြောကြတာကိုဒီမှာနားဆင်လိုက်ပါဦးတော်တော်ပိုင်းမပြန်လို့ ပြန်ပြောတဲ့ဟိုတကယ်ချင်းမိတ်ဆွေပေါင်းတင်နေလဲကျွန်တော်တောင်းပန်နေတော့ကျွန်တော်အခြေပြေးမပြန်နိုင်ဘူးပြအခုလည်းကျွန်တော်စင်ပြင်းကိုထွက်ရမယ်အခုကျွန်တော်ဟာ uniform ဝတ်တာရယ် now လက်နဲ့ update ဆုံးလဲကျွန်တော်စင်ပြင်းတွားရမယ်ဟောတွားရတော့အဲ့တခါကျတော့ကျွန်တော် reply မပြန်နိုင်နိုင်လဲရှိမိပြ line တက်တယ်ဆိုတာကျွန်တော်ကကျွန်တော်မိသားစုနဲ့ဝေးနေကြပြီကျွန်တော်မိသားစုနဲ့ကျွန်တော်ဒါကျွန်တော်တော်လိုင်းလေးဝင်ခဲ့တဲ့အချိန်မှာကျွန်တော်ဒီ PDF team ပေါ်လေးပေါ့နော် PDF team ပေါ်လေးအချိန်မှာကျွန်တော်တော်လိုင်းလေးကိုစောက်ဝင်လာတယ် ရာဒူးရာကန်ကျွန်တော်တတ်ထားတယ်ဘခုံးမှာဗာရင်းတိုင်းတတ်ထားတယ်ပဲထားလိုက်အောင်။နောက်ယူနီဖောင်းဝတ်ထားပဲထားလိုက်အောင်လူတူတယောက်ကျွန်တော်ပါလိုက်ရင်တော့မှကျွန်တော်သူ့ကိုချက်ချင်းလက်သုံးပြမှာမဟုတ်ဘူး။ဝါလေးစားစရာနော်။ဘာကြောင့်လဲဆိုတော့ तू ငေါ့အမင်းငေါ့ဘာကြောင့်ရိုက်လဲဆိုအဖြစ်ကိုကျွန်တော်အရင်ဆုံးမိမှာပါ။အင်းကျွန်တော်ရိုက်နေလူတယောက်မဟုတ်ဘူးနော်။နောက်ပြီးကျွန်တော်ဟုတ်တာပါတာမြန်မာလူမျိုးတယောက်။အင်း ဲ့တခါကျတော့တော်တော်ထိမရှိဘူးဒါမဲ့ဆိုဘယ်လိုပြောမလဲအခုဒီကျွန်တော် live မှာတက်တိုင်းလို့လို့ကျွန်တော်မတုံ့ပြန်ဘူးဆိုတာကလည်းကျွန်တော်အကြောင်းလေးနဲ့ကျွန်တော်ရှိတယ်ဗျကျွန်တော်မမီနဲ့ဆိုရင်ကျွန်တော်ခွဲခွာနေရတာအခု69နှစ်လည်းရှိနေပြီနော်အဲကျွန်တော်မမီနဲ့ကျွန်တော်စကားပြောချင်လို့ကျွန်တော် line လေးတက်တယ်အားရအမှားချင်တယ်ခဏလေးဆိုရင်ကျွန်တော်လည်း line တက်လိုက်တယ်အခုဆိုရင်ကျွန်တော်ရှိတံကိုခဏတွားရမယ်။ဟုတ်ရှိတံတွားရမယ်။ဟိုစီတအကူလူလို့ဆိုတော့ကျွန်တော်ရှိတံကိုတွားရမယ်နော်။ဒါကြောင့်မို့ကျွန်တော် line တက်တိုင်းလဲအားနေ ကခုချိန်မှာဆိုတော့ကျွန်တော် MNDA ရေးပေါ်တူကလည်းမနေ့ကသူ TikTok ကနေဒီ YouTube ဖာကိုလွှင့်လာတာဖြစ်ပါတယ်အခုချိန်မှာသူတို့ကဆိုလည်းပဲလက်နေနေတက်ဆင်ပြီးမှပေါ့နော်ရှီတန်းကိုသူတို့ကတွားရတော့မယ်ဆိုပြီးမနေ့ကပြောချက်လာတာဖြစ်ပါတယ်အခုချိန်မှာ SSPP SSA နဲ့စီရှုံးကောင်စီတို့ကတော့လာရှုံမြို့ကိုပြန်လည်တင်ပိုက်ဖို့တော်ဒီကောင်တွေကပူးပေါင်းပြီးမှတိုက်ခိုက်မှာကို MNDA ကလည်းကြိုတိနေပြီဆိုတာကိုဒီမှာတွေ့ရှိရတာဖြစ်ပါတယ် MNDA ကတော့လုံးဝကိုလာရှုံမြို့ကိုစီရှုံးကောင်စီကိုပြီးမှမဟုတ်ဘူးဆိုတာဒီမှာတွေ့ရှိရတာဖြစ်ပါတယ် MNDA ရဲ့စီရှုံးကောင်စီတွေနဲ့တိုက်ပွဲတွေဝင်တိုင်းမှာအမြဲတမ်းနိုင်ပါစေလို့ပဲကျွန်တော်ပြောလိုတာဖြစ်ပါတယ် ယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်ခုချိန်မှာမြန်မာပြည်မှာပြည်သူပြည်သားများကတော့ငလင်တိုင်တွေကြောင့်တော်လကောင်ဒုက္ခမျိုးစုံတွေကြုံတွေ့နေရစီမှာအာနာယူမြောက်လိုင်းနဲ့ဆူဝင်းတို့ကတော့နေပြည်တော်မှာတကြင်ပွဲတွေကျင်းပပြီးမှအာနာယူမြောက်လိုင်းနဲ့ဆူဝင်းတို့ကတော့တကြင်ပွဲမှာပါတယ်ပြုလုပ်နေတယ်လေဒီကောင်တွေမြင်ကွင်းကိုဒီမှာကြည့်လိုက်ပါဦးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌဒုတိယဝန်ကြီးချုပ်ဒုတိယဗိုလ်ချုပ်မှုကြီးစိုးဝင်းနဲ့ဇနီးနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှုနဲ့ဇနီးကောင်စီအဖွဲ့ဝင်များပြည်ထောင်စုဝန်ကြီးများနဲ့တာဝန်ရှိသူများဟောင်း နေပြည်တော်မြို့တော်ဝန်မဟာတကြံမန်းတဲ့အဲအဲ့မှာနေပြည်တော်လမ်းလျှောက်တကြံမန်းတဲ့ရဲ့ရေအေးတကြံမန်းတဲ့နဲ့စတုဒိတာမန်းတဲ့တို့တွားရောက်ကြည့်ရှုအားပေးပါတယ်အဲ့မှာရှေ့ဦးစွာနိုင်ငံတော်ဝန်ကြီးချုပ်ဟာနေပြည်တော်မြို့တော်ဝန်မဟာတကြံမန်းတဲ့မှာမြမရိုးရအစဉ်အလာနဲ့အညီတပြေကန်းနဲ့ရေပတ်ဖြန့်ပြီးတကြံပွဲတော်ကိုဆင်နွှဲပါတယ် ယခုချိန်မှာဆိုတော့ကျွန်တော်မြန်မာပြည်သူပြည်သားများလုံးကလည်းငလင်တန်းတို့ကြောင့်ဒုက္ခမျိုးစုံကိုကြုံတွေ့နေရပြီးစစ်ခွေးတွေကတော့မှစစ်မြေပြည်မှာဆစ်ရှုံးနေပြီးမှတိဆုံမှုများပြားနေချိန်မှာသူတို့ရဲ့ကောင်းဆောင်အာနာယူဂျပုမြောက်လန်ကတော့လုံးဝကိုရုံမာလာပြီးမှတကြံပွဲတွေပါကျင်းပနေပြီးမှနေပြည်တော်မှာပေါ့နော်ဒီမှာမြင်ကွင်းနေတဲ့ဒီကောင်တွေကကျင်းပနေတာဖြစ်ပါတယ်ပြည်သူတွေဖက်တောင်လက်မကြည့်ပဲနဲ့ဒီကောင်တွေကတော့တကြံနေတောင်ကျင်းပနိုင်သေးတာဖြစ်ပါတယ်အဲကြောင့်ဒီကောင်တွေအမြဲဆုံးကြက်ရှုံးပါစီလို့ပဲကျွန်တော်ပြောလိုတာဖြစ်ပါတယ်နောက်ထပ်နေတဲ့ကတ်ဆွန်လည်းပဲအာနာယူမြောက်လန်ကိုဒီစစ်ခွေးတွေကတော့မှအားမရတဲ့ဖြစ်နေပြီးမှဒဲစိန်ခေါ်ပြီးမှဒဲဆော်နေတာဖြစ်ပါတယ်မနေ့ကတ်ဆွန်လည်းပဲစစ်ခွေးတကောင်ရဲ့ ိမကတော့တက်လာပြီးမှမင်း online ကိုဘယ်လိုမျိုး summer sale ကျူပြီးမှဘယ်လိုမျိုး summer sale ပြောလိုက်လဲဒီမှာနားဆင်လိုက်ပါအောင်အထက်ကအကြီးကဲဘဘတွေရဲ့နော်အထက်ကအကြီးကဲတွေရဲ့ဘဘတွေရဲ့ဘဘမင်း online ရဲ့တောင်းဆိုပါတယ်နော်စစ်ကိုစစ်နဲ့တူအောင်ပြက်ပြက်သားသားချိန်မုံပေးပါနော်မလွတ်လားအဖက်နဲ့တတ်မတော်တဲ့တတ်မတော်သားတွေရဲ့အသက်ဆုံးရှုံးနေတချို့တချို့တတ်မတော်ကိုထောက်ခံနေတဲ့ပြည်သူတွေရဲ့ နော်အသက်ပေါင်းများစွာတွေဆုံးရှုံးပါတယ်မပြတ်မတိုင်းရင်နော်အဲ့မှာလောင်နေပြီဆုံးရှုံးရပြီရန်သူကိုရှာသွားလုံးအားကြီးတယ်စစ်ကြောင်းတစ်ကြောင်းထိုးတာပဲဖြစ်ဖြစ်စစ်စခန်းမှာဖြစ်ဖြစ်လေးပဲလေးနဲ့ဝိုင်းကနေရတာอืมဟုတ်တယ်ပြောလာနေပိတ်နေကြောင်းတွေကအများတန်းကြီးသူပါဆိုတော့နေပိတ်နေကြောင်းတွေရှိသေးတယ်အများတန်းတည်င်းပဲလေးလာနေတာအဲတမနာကိုထောက်ခံနေတဲ့ပြည်သူတွေရဲ့တမနာသားတွေရဲ့ယုံကြည်မှု Mm. Down, my nobody. ယခုချိန်မှာဆိုတော့တမတော်သားတွေရဲ့ယုံကြည်မှုပြောက်မလုပ်ပါနဲ့ဆိုပြီးတော့မင်းအွန်လိုင်းကိုဘောမတတိုက်ကထောင်မှလက်ဆဲနေပြီဖြစ်ပါတယ်ပြီးတော့စစ်ကိုစီနက်တိုအပါတိုက်ပေးပါဆိုပြီးမှဒီမှာ security ရဲ့ဇနီးတွေကတော့မှပေါ်တော့မင်းအွန်လိုင်းကိုဒဲဆော်ပြီးမှဆုံးမစားတွေကျွေးနေတာဖြစ်ပါတယ်သူတို့ရဲ့ဘဘကတော့ပေါ်တော့ဒီလိုမျိုးဖြစ်နေစီမှာပဲတကြံပိုးတွေတော့ကျင်းပနိုင်သေးတာဖြစ်ပါတယ်တကယ့်ကိုတနားဆက်စစ်ကိုလော်ပြီးတတိုက်တွေဖြစ်နေပါပြီတစ်ဆက်တည်းမှာဆိုလည်းပဲဘောမကြောင့်စူအူကတော့မင်းအွန်လိုင်းနဲ့ဆူဝင်းတို့ကိုဘယ်လိုမျိုးတုံးသက်ချက်တွေပြုပြီးမှဘယ်လိုမျိုးပြောဆိုလိုက်တယ်လဲသူရဲ့ဘဘမင်းအွန်လိုင်းတို့ကိုဘယ်လိုမျိုးဆုံးမစားတွေကျွေးလိုက်လဲဒီမှာကြည့်လိုက်ပါဦးတန်းပညာလည်းမရှိခဲ့ဘူးဟာ ကျောင်းဆိုရင်ခင်ဗျာစာတင်ကျောင်းကြီးကဖျက်လျှောက်ခဲ့တဲ့ဘဝပဲရှိတယ်။ဟာလက်ရှိလည်းခင်ဗျာအမကျိုးတက်တယ်အကုန်ခုတ်ပြီးရောင်းစားတယ်။ဖျားတို့လည်းခင်ဗျာစာလိုက်တဲ့ထည့်ပြီးတော့ထိုင်းမှာရောင်းစားတယ်။ရွှေတွေကခွာပြီးရောင်းစားတယ်။အဲ့လိုပြောနေပြီးသူရောင်းစားတယ်အဲ့လိုလူတွေဗျာ။ဘာကြောင့်လဲဆိုဒီလူတွေမှာခင်ဗျာစံတန်ဖိုးတွေနားမလဲဘူး။ဘာကြောင့်နားမလဲရလဲဆိုတော့ဒီလူတွေမှာခင်ဗျာအတန်းပညာလည်းမရှိခဲ့ဘူး။ဟာကျောင်းဆိုရင်ခင်ဗျာစာတင်ကျောင်းကြီးကဖျက်လျှောက်ခဲ့တဲ့ဘဝပဲရှိတယ်။อืมတက္ကသိုလ်ပညာရေးဆိုတာလည်းဘာမှမသိဘူး။อืม အလဲတန်းစစ်ပညာရေးဆိုတာလည်းဘာမှမသိဘူးအထက်တန်းစစ်ပညာရေးဆိုတာလည်းဘာမှမသိဘူးလူပဝင်ကျမဘလို့နေထိုင်ရမလဲဘယ်ယာတွေကငါတို့တိုင်းပြီးတော့အရေးကြီးရေးဆိုတာလည်းဘာစံတန်မို့မှနားမလဲ ယခုချိန်မှာဆိုလည်းပဲဘောမကြောင့်စူကတော့မရောက်နိုင်တဲ့ဆူဝင်တွေကိုတဲဆော်လာပြီးမှပညာရေးဆိုလည်းဘာမှမရှိဘူးအလေတန်းထီတောင်မှမတက်ဘူးဆိုဒီကောင်ကတော့ဆိုမဆာကျူပြီးမှအမှန်တရားလေးပြောနေပြီဖြစ်ပါတယ်တော်တော်ကိုလိုက်ဖွဲ့တဲ့တားဖားတွေဖြစ်နေပါပြီနောက်ထပ်အနေနဲ့ကတော့ကျွန်တော်အချောင်းမှာဘောမဇော်ခွေးဟောင်ကတော့မင်းညက်ကထုံးစံတိုင်းမဲ့တက်လာပြီးမှကျွန်တော်ကိုတနက်တလဲပေးလိုက်ပါကျွန်တော်ကိုအမိန်ပေးလိုက်ပါကျွန်တော်ရှီတန်းမြင်ပြီးမှစစ်တိုက်ဖို့တို့ကျွန်တော်တွားမယ်ဆိုပြီးမှဒီကောင်ကတော့ကျွန်တော်တယောက်ထဲမဟုတ်ဘူးကျွန်တော်လိုရီပါခေါ်ခဲ့မယ်ဆိုပြီးမှဒီကောင်ကတော့ဘောနော်ဘာရန်ကားပြီးမှပြောနေလဲဆိုတော့ဒီမှာကြီးလိုက်ပါဦး ဝင်ရှိတဲ့လူချင်းမေးတယောက်ကျွန်တော်ကိုတနက်တက်လက်ပေးလိုက်အဲလှုပ်ပြီးတနက်တက်လက်ပေးอืมခြေစံပေးလိုက်တိုက်ရေပြီးတော့ကျွန်တော်ခြေထဲနာဝင်ရောက်ဇော်ပွင့်ရောဗန်ပွင့်ပါပဲဖြစ်ဖြစ်အဲအိုးတန်ဖိုးကြောင်ပွဲလေးပါပဲဖြစ်ဖြစ်အင်းအဲ့ဖြူအကုန်းမအဲ့ကောင်ကိုတနက်နဲ့อืมတင်ထားလိုက်လို့အမိန်ပေးရတဲ့လူရှိရင်ပေးလိုက်လှုပ်ပြီးအဲကျွန်တော်ကိုယ်လည်းသွားမယ်အဲကျွန်တော်ကိုယ်လည်းသွားမယ်ကျွန်တော်ကိုယ်လည်းမဟုတ်တော့ကျွန်တော်တယောက်တည်းဖို့အများကြီးပါလာအောင်ပါအဲလှုပ်ပြီးဇော်ပွင့်နဲ့တူတူတိုက်ပွဲဝင်မယ်ဆိုတဲ့လူတွေအများကြီးပါလာအောင်ပါတာဝန်ပေးရတဲ့လူအင်း အမိတ်ပေးရတဲ့လူပဲလို့လားအဲ့လိုပြီးကျွန်တော်တို့ကတော့ဇော်ဘုံရောတနက်ဇော်ဘုံနဲ့ပေါင်းပါဝင်တနက်အလက်90ကိုအဲ့ဒီ viewer ကိုမှတင်ထားပါတယ်လို့တစ်ချက်ပဲပြောလိုက်ချက်ကလို့ပြောလိုက်ဟုတ်တယ်တွေ့ချက်ကတော့လန်ထွက်နေတယ်နော်အခေါ်တော့မှမရေမတော်ဘီသူစေကိုနေမျိုးချော်ကလူတွေမှခေါ်ကြသွားမှာခေါ်ပြီးတော့တိုက်မှာကျွန်တော်က30ရို30ရောအကုန်တွေ့ပလိုက်မှာအေးရမလားအေးတခုတော့ရှိတယ်လက်နက်ခဲရန်နဲ့ရိတ်ကန်နဲ့လုံလုံလောက်လောက်ကပေးလိုက်ချက်အကွာလို့ပြောလိုက်အဲ ။ဟေ့အောင်တက်ဆန်းဆိုအသေးခံပြီးတက်ခိုင်းသတ်တေပလေးတွေပြချမှာပေါ့။ဘယ်တက်နိုင်မလဲမဟုတ်လား။တေသွားတော့ဘာဖြစ်လို့လဲ။ကျွန်တော်တေသွားရင်ကိုတော်နာမည်ကြီးဦးမယ်။အာတို့ကိုတော်ဘုန်းကြီးစစ်တိုက်ပြီးတေတာဟာဆိုပြီးပြီးသွားမှာ။နော်။ပြောချင်တာအဲ့ဒါပါ။ ကြခုချိန်မှာစွန်တော့ဘောမလော်ပြီးတတိုက်စီရှုံးကောင်စီရဲ့ခမရတို့ဘောဟင်းရတောင်မှဘောနော်တနက်တလဲတောင်းနေပြီးမှအမိန်ကိုထုတ်ပေးလိုက်ပါဆိုပြီးမှတောင်းဆွန်နေပြီဖြစ်တယ်ဒီကောင်ကဒါရှီတန်းပို့ပေးလိုက်ကြပါတော့လို့ပဲကျွန်တော်လည်းပြောချင်တာဖြစ်ပါတယ်ဒီကောင်ကတော့ပါဇက်ရှီတိုင်းဘောနော်ရှောက်ရှောက်ဖြင်းရပြီးမှပြောနေတာပဲဖြစ်ပါတယ်တကယ်လည်းတိုက်ရဲမှာမဟုတ်ဘူးအချောက်မှဆိုတော့ဟိုတနေ့ကအောင်မင်းတို့တောင်မှစင်ခေါ်ပြီးမှသူတို့တွေ့ဆုံတဲ့ခါမှာဘာမှတောင်းလို့ရတာမဟုတ်ဘူးအခုချိန်မှာရှီတန်းကိုတောင်းမယ်ဆိုတော့ကတော့လုံးဝကိုအယုံကြည်ကျွန်တော်မရှိပါဘူးဘောဟင်းရဲ့စီတပ်ဖို့မမေ့နေအောင်လို့ပဲကျွန်တော်မှာချင်တာဖြစ်ပါတယ်နောက်ထပ်အနေနဲ့ကတော့ကျွန်တော်စီရှုံးကောင်စီကတော့အခုချိန်မှာစကိုင်းငလင်ကိုဘ လိုမျိုးနာမည်တွေပြောင်းပြီးမှမြောင်းလိုက်တော့ကတော့ရေဒီယာတွေချီနေပြီးဆိုတော့ကိုကျွန်တော်မနေ့ကခစ်တစ်ကတော့ရုတ်တံဖာနဲ့ပြောကြတာဖြစ်ပါတယ်အခုချိန်မှာမြောင်းလိုက်တော့အချိန်လေးကိုဒီမှာနားဆင်လိုက်ပါအောင်လူတပ်ပြီးရေဒီယာချိန်နေတဲ့အာဂူတိုကောင်မဲအွန်လိုင်းကိုဂျလုံးမလုံးရင်နာစာစစ်အုပ်စုကတော့လက်ရှိငလင်ဘေးမှာလဲလူကယ်ဖို့ထက်ရေဒီယာအရင်ပြပြချိန်နေတဲ့သူတို့ရဲ့လောက်ရက်တွေဟာရင်ချင်းတော်တော်ကိုမြင့်တက်လာနေပြီလက်ရှိငလင်တန်းကြောင့်အတီတုတ်ကရောက်နေတဲ့ပြည်သူတွေရဲ့နေရေးထိုင်ရေးကူညီကယ်ဆယ်ရေးတွေကိုဘယ်လိုစပ်ပြီးလှုပ်ဆောင်ရမလဲ အခုဆိုနိုင်ငံတကာကူညီကယ်ဆယ်ရေးတွေပြန်သွားပြီဆိုရင်နောက်ဆက်တွဲကိစ္စတွေကိုနိုင်ငံတော်အဆင့်ဘလို့စီမံချက်တွေဆွဲပြီးလှုပ်ဆောင်သွားမယ်ဆိုတာမျိုးတွေကိုအင်းနဲ့အားနဲ့ကြီးညာချက်တွေထုတ်ပြီးလုပ်နေမလားအောင်မိတယ်ဘယ်ဟုတ်မလဲဗျာသူတို့စစ်အုပ်စုကတော့ဘေဒင်ရေတရာတွေချေပြီးမလီနမေပိကင်မွန်တက်တွေကိုကြီးညာချက်ပါထုတ်တဲ့အထိအာဂျိုမန်တက်လုံနေကြတာပေါ့ဗျာဒါကတော့ပြည်သူတွေအားလုံးသိတဲ့အတိုင်း တကဘာလုံးကပညာရှင်တွေကပါစကိုင်းတိုင်းကိုဗဟုပြုပြီးလှုပ်ခတ်ခဲ့တယ်မြမငလင်းဆိုပြီးပြောနေတဲ့အချိန်အာဂူတို့ကောင်ရေရယာဂီရီမဲအောင်လိုင်းတို့ဂျလုံးပလုံးယင်နာစာစစ်အုပ်စုကတော့ဘလို့ရေရယာတွေခြေလာပြန်လဲမသိဘလို့လူတွေကမြောက်ပေးလိုက်လဲမသိဘူးစကိုင်းငလင်းကိုမန္တလေးငလင်းကြီးဆိုပြီးအမိတတ်မှတ်လိုက်တယ်ဆိုပြီးတော့ကိုဂျလုံးပလုံးစစ်အုပ်စုတွေကကလိန်ကကြစ်ဇော်မင်းထွန်းကိုတိုင်းအခုတစ်ပတ်ထဲမှာပဲထုတ်ပြန်ပြောဆိုတွားပြန်တာပေါ့ဗျာဟွန်း အတော်တော့ခတ်နေပြီသူတို့စစ်အုပ်စုမှာငလင်တန်းကြောင့်ပြည်သူတွေကိုနိုင်ငံတော်အစ်အနေနဲ့ဘလို့ကူညီကယ်ဆယ်မှုတွေလုပ်ရမလဲလမ်းဘေးတွေမှာယာယီနေထိုင်နေရတဲ့ပြည်သူတွေအတွက်နေရေးထိုင်ရေးစားရေးတောက်ရေးစီမံကိန်းတွေကိုတိုင်းပြည်ဗန်ဒါနဲ့ဘလို့တွေကူညီလှုပ်ဆောင်ပေးရမလဲဆိုတာတွေကိုကြေညာချက်တွေထုတ်ပြီးအင်းတိုင်းအားတိုင်းလုပ်နေမှာမရှိပဲဟဲ့နေပြဘာမဟုတ်တဲ့ငလင်နမယ်ပေးကင်မွန်တက်တာကိုကြေညာချက်ထုတ်တဲ့အထိသူတို့မှာလူတွေကိုကူညီကယ်ဆယ်ဖို့တဲ့အဲ့ဒီကိစ္စက တော်တော်အရေးကြီးနေပုံရပြီ ပြည်တွင်းကပြည်သူတွေရောတကပါလုံကသူတွေကပါစကိုင်းငလင်းဆိုပြီးတော့ကိုတက်မှတ်ပြောဆိုနေတဲ့အချိန်သူတို့စစ်အုပ်စုရဲရဲယူတွေပဲဘသူကမြောက်ပေးလိုက်မှမသိမင်္ဂလေးငလင်းကြီးဆိုပြီးခေါ်ခိုင်းလို့ခိုင်းနေအဲ့ဒီလိုမယောင်ရစီလူပြီးဘေရင်ယူလို့လို့ရဲရဲယူလို့လို့လုံနေတဲ့အာဂူတို့ကောင်မင်းအွန်လိုင်းတို့ဂျလုံးမလုံးစစ်အုပ်စုကိုတရုတ်နိုင်ငံရဲ့လူမှုကွန်ရက်တွေမှာပါ မြန်မာစစ်သားတွေကလူတွေကိုမကယ်ပဲအုတ်ခဲတွေကိုသာလူအများကြီးနဲ့တဲ့ပြနေတယ်ဆိုပြီးတော့ပါဗီဒီယိုနဲ့တကွာပြပြီးတော့ကိုအကြီးကျယ်ဝေဖန်နေကြတာပေါ့ဗျာอืม ရှုံမြောင်လိုင်းနဲ့တတိုက်ကတော့လုံးဝကိုကြောက်ရွံ့နေပြီးမှခုချိန်မှာဆိုတော့ဒီကောင်တွေကရေဒီယာချီမှုတွေငလေးနိုင်လူကြောက်နေကောင်တွေကနာမီတောင်ပြောင်းပြီးမှရေဒီယာချီပြီးမှပေါ်တော့ဘာတွေလုံနေလဲဆိုတော့ဒီမှာတွေ့ရှိရတာဖြစ်ပါတယ်ဒီကောင်တွေကတော့ပေါ်တော့မြမငလင်ကိုခုချိန်မှာမန္တလေးငလင်ဆိုပြီးမှတောင်နာမီတောင်ပြောင်းနေတာဖြစ်ပါတယ်ဒီကောင်တွေကတော့အင်မတန်မှကြောက်ရွံ့နေတဲ့ချိန်မှာခုချိန်မှာဒီကောင်တွေကရေဒီယာတွေတောင်ချီနေပြီးဆိုတော့တွေ့ရှိရတဲ့အတွက်မြောင်လိုင်းတို့ကြက်ရှုံးခန်းကိုကျွန်တော်တွေ့ကိုတွေ့ရတော့မှာဖြစ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုကိုအစားကနေအဆုံးထိကြည့်ရှုပေးတဲ့အတွက်ပရိသတ်များလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ပရိသတ်များလုံးရှိတဲ့နေရာတိတိမှာဘေးကင်းလုံးချမ်းမှချမ်းသာကြပါစေလို့ဆုမွန်တောင်းပေးလို့ Lene. Alone, but have a good day. But take care. Bye. I'll see you in the next video.